ီနေ့တဲ့အကြောင်းအရာကိုစိတ်ဝင်စားဖွယ်သမိုင်းစာတန်းတစ်ဆောင်ကနေအတူတူလေ့လာကြဖို့ကြိုဆိုပါရခင်ဗျာဟုတ်ကဲ့လားကျွန်တော်ကြည့်ကြမယ် source ကတော့ colony kit မြန်မာနိုင်ငံမှာဥပဒေနဲ့အုပ်ချုပ်ရေးစနစ်တွေဘလို့အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတယ်လဲဆိုတာကိုရေးထားတဲ့သမိုင်းစာတန်းတစ်ဆောင်ပါပဲအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုပါပဲရှင်ဒီနေ့ကျွန်တော်ရဲ့ mission ကတော့ British တွေကသူတို့ရဲ့ဥပဒေစနစ်ကိုမြန်မာနိုင်ငံနဲ့ဘလို့တွတ်တွင်းခဲ့တယ် အစိုးရရင်တရာကိုဘလို့တိဆောက်ခဲ့တယ်။နောက်ဆုံးလွတ်လပ်ရေးရတဲ့အထိဘလို့အခက်ခဲတွေအပြောင်းလဲတွေနဲ့ခီးဆက်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်ပြန်ကြည့်ဖို့ပါပဲ။ဟုတ်ပါတယ်။ဒါ British India ရဲ့ပြည်နယ်တစ်ခုပေါ်ကနေလွတ်လပ်တဲ့နိုင်ငံတနေငံဖြစ်လာတဲ့အမ်အလွတ်ခမရတဲ့ဇလန်တပုတ်လို့ပြောရမှာပဲနော်။ဟုတ်တယ်ခင်ဗျ။ကဲဇလန်ကိုအစနဲ့ပြန်ကောက်ကြည့်အောင်။ အင်္ဂလိပ်မြန်မာစစ်တုံးခြင်းအပြီး1886မှာပေါ့ British Empire အောက်ရောက်သွားပြီးတော့ British India ရဲ့ပြည်နယ်တစ်ခုဖြစ်လာတဲ့အချိန်ကနေစလိုက်ကြတာပေါ့ဟုတ်ပါတယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာက British တွေရဲ့ကနဦး policy ပဲဟုတ်ကဲ့ရှင်အရှင်အင်ဒီယာ company ကအစောပိုင်းမှာသူတို့ရဲ့အင်္ဂလိပ်ဥပဒေကိုသူတို့လူမျိုးအင်္ဂလိပ်တွေအထောပဲသုံးခဲ့တာလေတိုင်းရင်းသားကြီးအတွက်ကြတော့တိုင်းရင်းသားတွေအတွက်ကြတော့သူတို့ရဲ့မူလတလက်ထုံတန်းဥပဒေတွေအတိုင်းပဲနေခွင့်ပေးထားခဲ့တယ်တနိုင်ငံလုံးကို ဥပဒေတစ်ခုတည်းနဲ့အုတ်ချုပ်ဖို့အစပိုင်းမှာတော့အစီအစဉ်မရှိခဲ့ဘူးကောဒါပေမဲ့အဲ့ဒီအခြေအနေကကြာကြာမခံခဲ့ဘူးထင်တယ်ဒီစာတန်းထင်းမှာ section 33ချရာ S ဆိုတာကိုဖော်ပြထားတယ်အတိအကျပဲရှင်အဲ့ဒါကအိန္ဒိယတဝန်းလုံးအတွက်ညှဉ်းညွတ်တဲ့ဥပဒေ system တစ်ခုဖန်တီးဖို့ရည်ရွယ်ခဲ့တယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒီ act ကနေပဲ section 34မှာဥပဒေ commission တရဖွင့်စီဖြစ်ခဲ့တယ်အဲ့ဒီမှာတမိုင်းဝင်ပုဂ္ဂိုလ်သူဖြစ်တဲ့ Lord Macaulay ပေါ်လာတာပဲ Lord Macaulay ူကအိန္ဒိယဖိမှုဆိုင်ရာဥပဒေရေးဆွဲခဲ့တယ်သူနော်ဟုတ်ပါတယ်အိန္ဒိယပြည်နယ်ကိုမော့ဒါဟာအိန္ဒိယလိုရှုပ်ထွေးတဲ့နေရာမှာဥပဒေတွေကိုစနစ်တကျပြည့်စုဖို့ပထမဆုံးကြီးမားတဲ့ကြိုးပမ်းမှုတစ်ခုပဲအဲ့ဒီနောက်မှာတော့တရားမှကျင့်ထုံဥပဒေရာဇဝတ်ကျင့်ထုံဥပဒေတွေဆက်တိုက်ထွက်လာတော့တာပဲဟုတ်တယ်ရှင်ဆိုတော့ အိန္ဒိယအတွက်ရေးဆွဲထားတဲ့ဥပဒေတွေကိုမြန်မာနိုင်ငံမှာလည်းလာပြီးအသုံးပြုခဲ့တဲ့သဘောပေါ့တဖြည်းဖြည်းနဲ့ကျေပြတ်လာတာပေါ့ဟိုပတိညာအတ်ဥပဒေတို့ယုံမအတ်နန်ချင်းအတ်ဥပဒေတို့လိုမျိုးတွေရန်ကုန်မှာစတုံးခဲ့တယ်အဲ့ဒီတော့အရင်ကရှိခဲ့တဲ့မြန်မာဒလေထုံတောင်းဥပဒေတွေကောဘယ်လိုဖြစ်သွားလဲအကုန်လုံးပျောက်သွားတာလားအဲ့ဒါကဒီအကြောင်းအရမှာအရေးကြီးဆုံးအချက်ပဲရှင်ဗြိတိရှ်တီကသူတို့ဥပဒေကိုအရာအလုံးအစားထိုးမပြတ်ခဲ့ဘူးအော်ဟုတ်လား အထူးတစ်ဖြင့်လူမှုရေးကိစ္စတွေဖြစ်တဲ့အိမ်တောင်ရေးအမွေဆက်ခံရေးလိုကိစ္စတွေမှာမြမတလေထုံနှောင်းဥပဒေကိုဆက်ပြီးအသက်ဝင်ခွင့်ပေးထားတယ်။ဆိုတော့ဥပဒေစနစ်တစ်ခုရင်သွဲနေတဲ့သဘောမျိုးပါ။ဟုတ်ပါတယ်။ဒါကြောင့်အဲ့ဒီခေတ်ကလူတယောက်ဟာကုံသွင်းရေးကိစ္စမှာ British ဥပဒေနဲ့တရားစွဲခံရနိုင်တယ်။ဒါပေမဲ့သူ့ရဲ့အမွေမှုအတွက်တော့မြမတလေထုံနှောင်းနိုင်မယ်ဆုံးဖြတ်ရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့။အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပဲ။ဥပဒေတွေကတော့အတော်ခိုင်ခိုင်မာမာဖြစ်လာပြီပေါ့။ ဒါပေမဲ့ဒီဥပဒေတွေကိုအကောင့်အထည်ဖုံးမဲ့အစိုးရရန်တရားကတော့ဘယ်လိုပုံစံရှိခဲ့လဲဟုတ်ကဲ့အဲ့ဒီအတွက်ဒီကအပြောင်းအလဲက19ရက်39ခုနှစ်ဧပြီလမှာဖြစ်ခဲ့တယ်အဲ့ဒီနေ့မှာမြန်မာနိုင်ငံကို British India ကနေတရားဝင်ခွေးထုတ်လိုက်တယ်ဟုတ်ပါတယ်ဒါဟာ19ရက်35ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ at ဥပဒေ Government of Burma Act အရာလုပ်ဆောင်ခဲ့တာပဲဒီစာရနဲ့ကသုံးထားတဲ့စကားလုံးတစ်ခုကအဲ့ဒီအချင်းကအိန္ဒိယနဲ့မြန်မာနိုင်ငံကလွတ်လပ်ရေးအရာတာကိုပုံမခံစားခွင့်ရခဲ့တယ် တကယ်ပဲအဲ့ဒီလောက်အခွင့်အရေးတွေရခဲ့လို့လားမြဖစီပုံဝေရတော့လွတ်တော်နရစနစ်ကိုထူထောင်ခဲ့ရရှင်အထက်လွတ်တော်စနစ်နဲ့အောက်လွတ်တော် House of Representative ဘော့အောက်လွတ်တော်မှာရွေးကောက်ခံအမတ်132ရောက်တောင်ပါတယ်ဆိုတော့ဟုတ်ပါတယ်ပြီးတော့ဝင်းကြီးချုပ်ထင်အောင်နဲ့ဝင်းကြီးများကောင်စီကိုလည်းဖွဲ့စည်းခွင့်ပေးခဲ့လေဒါကြောင့်အတိုင်းအတာတစ်ခုအထိကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံမျိုးတော့ရှိခဲ့တယ်လို့ပြောလို့ရပါတယ်အစိုးရဖွဲ့တဲ့လွတ်တော်တွေတော့ဖွဲ့လိုက်ပြီဒါပေမဲ့ တကယ် decision making power အမြင့်ဆုံးကဘယ်သူလက်ထဲမှာရှိနေတာလဲဝင်ကြီးချုပ်လားဘယင်းကန်လားအဲ့ဒါကအဓိကအချက်ပဲရှင်တကယ်အာနာက British ဘယင်းကိုကိုစားပြုတဲ့ဘယင်းကန် governor လက်ထဲမှာပဲရှိနေခဲ့လေဘယ်လိုအာနာမျိုးတွေလဲအထူးသဖြင့်ကာကွယ်ရေးနိုင်ငံခြားရေးငွေကြေး policy ပြီးတော့တောင်တန်းဒေသသူတို့အခေါ် schedule areas ရေးရာတွေကိုသူ့ရဲ့တအူးတဲ့ဆုံးဖြတ်ချက်နဲ့တိုက်ရိုက်ထိန်းချုပ်ခွင့်ရှိခဲ့လေဆိုလိုတာက မြေမာဝင်းကြီးချုပ်ကဘာမှဝင်ပြောက်ခွင့်မရှိဘူးပေါ့ဆိုတာရှင်းပါတယ်အဲ့ဒီစနေအောင်မှာဒေါက်တာဗမော်ကပထမဦးစီးချုပ်ဖြစ်လာတယ်သူ့နောက်မှာဦးစောဝင်းစီးချုပ်ဖြစ်လာတယ်ပေါ့ဟုတ်ကဲ့ဒါပေမဲ့ဒီစနစ်ကတိတ်မကြလိုက်ဘူးဒုတိယကမ္ဘာစစ်ကအားလုံးကိုပြောင်းပြန်လမ်းပစ်လိုက်တယ်ဟုတ်ပါတယ်1940နေ့မှာဂျပန်ကမြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်တယ်ပြီးတော့1943မှာမြန်မာနိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံဖြစ်ကြီးညာခဲ့တယ်ရှင်ဒီနေရာမှာကျွန်တော်အားအောင်ပြီးတဲ့အချက်တစ်ခုကတော့ဂျပန်ခေတ် လွတ်လည်ရေးဆိုတာပါပဲစာတန်းနဲ့မှာတော့ဒါကိုယူသေးလို့တုံထားတယ်တကယ်တမ်းအာနာကဘယ်လိုခွဲပေးထားတာလဲအမှန်တကယ်လို့အဲ့လာကစစ်မှန်တယ်လွတ်လည်ရေးလို့မှမဟုတ်ခဲ့ဘူးနိုင်ငံတော်အကြီးအကဲဖြစ်ဒေါက်တာဘုံမော်ကိုခန့်အပ်ခဲ့ပြီမယ်သူနဲ့သူအဆွေရအဖွဲ့ဟာဂျပန်စစ်တပ်ရဲ့အမင်ကိုပဲနားခံခဲ့ရတာတကယ်အာနာဂုံလုံးကမြန်မာနိုင်ငံမှာတက်ဆွဲထားတဲ့ဂျပန်တပ်မတော်ရဲ့စစ်တင်နာပတိချုပ်လက်ထက်မှာပဲရှိခဲ့တာရှင်နိုင်ငံတစ်ခုလုံးကိုစျေးအုပ်ချုပ်ရေးအောက်မှာထားခဲ့တာနဲ့အတူတူပဲ။ ဒီဟာစီရင်ရေးမှာလည်းတရားရုံးတွေအစားစစ်ခုံရုံးတွေကပဲအကြီးကနေရာယူလာခဲ့တယ်။ဆိုတော့ British ခေတ်ကအကန့်အသတ်နဲ့ကိုပိုင်ဥချုပ်ရေးလေးတောင်မှဂျပန်ခေတ်မှာလုံးဝပျောက်သွားတဲ့သဘောပါ။ကဲစစ်ပြီးတော့1945မှာ British ပြန်ဝင်လာတယ်။သူတို့ရဲ့မူလအစီအစဉ်ကဘာဖြစ်မလဲခင်ဗျာ။သူတို့ရဲ့မူလအစီအစဉ်ကတော့စစ်မဖြစ်ခင်က1935အဲ့ဥပဒေကိုပဲပြန်သုံးဖို့ပဲ။အရင်စနစ်ကိုပဲပြန်သွားမလား။ဟုတ်ပါတယ်။ ်ရှုပ်ချုပ်ရေးသုံးနှစ်လောက်ထားပြီးရင်အရင်စနစ်ကိုပဲပြန်သွားမယ်လို့စဉ်းစားထားခဲ့တာဒါပေမဲ့ဆက်ကြီးမှနိုင်ငံရေးအခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပြီဘလို့ပြောင်းလဲသွားတာလဲအဲ့ဒီချိန်မှာလွတ်လပ်ရေးတောင်းဆိုမှုတွေကပိုပြင်းထန်လာပြီလားအများကြီးပိုပြင်းထန်လာပြီရှင်အဲ့ဒီအချိန်မှာနိုင်ငံရေးအဓိကနိုင်ငံရေးအင်ဟာစုကဘူချိုအောင်စွမ်းဦးဆောင်တဲ့ Prasabla ဖက်စစ်ဆန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ်ဖြစ်နေပြီသူတို့ရဲ့တောင်းဆိုမှုကကိုပိုင်အုပ်ချုပ်ရေးမဟုတ်တော့ဘူး မဟုတ်တော့ဘူးလုံးဝလွတ်လပ်ရေးပဲအဲ့ဒီတောင်းဆိုမှုကပြည်သူလူထုရဲ့အားပေးထောက်ခံမှုကိုအပြည့်အဝရထားခဲ့တယ်။ဒီနောက်ပိုင်းမှာတော့အဖြစ်အပျက်တွေကတော်တော်များဆန်လာတယ်။1946မှာပြင်ခန်း Hubert Vance ကပတ်စပလာကိုအစိုးရဖွဲ့ဖို့ဖိတ်ခေါ်တယ်။ဟုတ်ကဲ့။ပြီးတော့1949 January မှာလန်ဒန်မှာအောင်ဆန်းအက်ဒလီစားချုပ်ကိုချုပ်ပြီးတနည်းတွင်လွတ်လပ်ရေးပေးဖို့ British တွေကသဘောတူခဲ့တယ်။ ဒါပေမဲ့အဲ့ဒီမှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခု ကျန်နေသေးတယ်ရှင်။အဲ့ဒါကတော့ British State တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့တောင်တန်းဒေသကတိုင်းရင်းသားလူနည်းစုတွေရဲ့သဘောတူညီချက်ကိုရယူဖို့ပဲ။ဟောသူတို့မပါပဲလွတ်လပ်ရေးယူလို့မပြေဆုံးဘူးလေ။ဟုတ်ပါတယ်။အဲ့ဒီစိန်ခေါ်မှုကိုကြော်လွားနိုင်ခဲ့တာကပင်လုံညီလာခံကြောင်းလို့ဆိုရမှာပေါ့။ တိကြပါရရှင်1940ခုနှစ်ဖေဖော်ဝါရီမှာဘိုချိုအောင်ဆန်းကတိုင်ရင်သားခေါင်းဆောင်တွေကိုပင်လုံမှာတွဲဆောင်ဆွေးနွေးပြီးဖက်ဒရယ်ကီရောင်စုတည်ထောင်မယ်ဆိုတဲ့ကတိကဝတ်တွေနဲ့သူတို့ရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုရယူနိုင်ခဲ့တယ်။တဟာမြန်မာနိုင်ငံရဲ့အနာဂတ်အထအခြေခံဥပဒေတစ်ခုကိုချခဲ့တဲ့သမိုင်းဝယ်အခိုက်အတန်းပါပဲ။ဟုတ်ပါတယ်။အဲ့ဒီနောက်မှာတော့1948ခုနှစ်ဧပြီတိုင်ပြွတ်တင်လွတ်တော်ရေကောက်ပွဲမှာဖဆက်ပလာကအပြစ်အသတ်အနိုင်ရတယ်။အဲ့ဒီလွတ်တော်ရဲ့အဓိကတာဝန်က လွတ်လပ်တဲ့မြန်မာနိုင်ငံအထွတ်ဖြစ်စီပုံချေကံဥပဒေရေဆွဲဖို့ပဲပေါ့ဟုတ်တယ်အစီအစဉ်ကရှင်းလင်းနေပြီမြန်မာနိုင်ငံဟာ British ထဏတဟယာအဖွဲ့ဝင်မဟုတ်တဲ့လွတ်လပ်တဲ့အချုပ်ခန္ဓာအာဏာပိုင်တမနာနိုင်ငံဖြစ်လာတော့မယ်ဇွန်လမှာဖြစ်စီပုံချေကံဥပဒေရေဆွဲဖို့လွတ်တော်စတင်ကျင်းပခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနိုင်ငံအတွက်ကြီးမားဆုံး1နဲ့ဆယ်အဖြစ်ဆိုးကြီးဖြစ်ပေါ်ခဲ့တယ်ရှင်1949ခုနှစ်ခွိုင်ခုနှစ်ဇူလိုင်လ19ရက်နေ့မှာ ဘိုချုံအောင်ဆန်းနဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီး6ဦးလုတ်ချန်ခံခဲ့ရတယ်။ဒါဟာလွတ်လည်ရေးချိုးပန်းမှုအတက်အကြီးမားဆုံးထိုးနှက်ချက်ပဲ။ဟုတ်ပါတယ်။ဒါပေမဲ့ဖယင်ငန်ရန့်စ်ကလွတ်လည်ရေးတမန်စဉ်ကိုမရက်တန့်ခဲ့ဘူး။သူကချက်ချင်းပဲထက်ခင်နူနောင်ဦးနူကိုအတာဝန်ထွက်အပ်ပြီးအစိုးရအဖွဲ့ကိုဆက်လက်ဦးဆောင်စေခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအတိတ်ကိုလည်း1940ခုစက်တင်ဘာလမှာအတည်ပြုနိုင်ခဲ့တယ်ပေါ့ဟုတ်ကဲ့နောက်ဆုံးမှာတော့ 1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံဟာလွတ်လပ်တဲ့အချုပ်အခြားအာဏာပိုင်နိုင်ငံတနေငံဖြစ်လာခဲ့တယ်။ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ဒီခရီးရှည်ကြီးကိုပြန်ကြည့်လိုက်ရင်တော်တော်လေးအလွတ်အဖက်များခဲ့တာကိုတွေ့ရတယ်နော်။ဟုတ်ပါတယ်ခင်ဗျ။အထောက်အကောင်နဲ့ကြည့်မယ်ဆိုရင်ဒါဟာနိုင်ငံတနေငံရဲ့ခေတ်သစ်ဥပဒေနဲ့နိုင်ငံရေးအမတ်တရုတ်ကိုကိုလိုနီအုပ်ချုပ်ရေးညှိနှိုင်းဆွေးနွေးမှုပဋိပက္ခ။ပြီးတော့နောက်ဆုံးမှာအချုပ်အခြားအာဏာပိုင်ဆိုရေးအတွက် အားကောင်းတဲ့ပြည်တွင်းလူရှာမှုတွေကနေတဆင့်ဘလိုပုံဖော်ခဲ့တယ်လဲဆိုတော့ဇလန်တပုတ်ပါပဲဟုတ်ပါရှင်နောက်ဆုံးအနေနဲ့နားထောင်ကြည့်တဲ့အတွက်စဉ်းစားစရာအတွေ့အကြုံချန်ခဲ့ခြင်းပါတယ်ဒီစာရန်ထက်မှာတိုင်းတိုင်းလူနေဆိုတဲ့ရထောက်ခံမှုရဖို့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်ဆိုတဲ့ပင်လုံကတိကဝတ်အချောင်းဖော်ပြထားတယ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတမိုင်းကိုပြန်ကြည့်တဲ့အခါ1940ခုနှစ်ကရီမန်းထည့်တဲ့အဲ့ဒီကနုံဦးကတိကဝတ်နဲ့ ဖက်ဒရယ်ဖော်စည်းပုံဟာ knock i say ဆိုနေဒီမှာပဲအတိုင်းအတာဒီကကောင်အထက်ပေါ်ခဲ့တယ်လေဒါကတော့ဒီနေ့ဆွေးနွေးမှုအလွန်မှာဆက်လက်လေ့လာစရာအကြောင်းအရာတစ်ခုဖြစ်ပါရှင်